ဒေတာတိုင်းကိုတည်ချင်ခဲ့ကြပါရယ်ဥပမာကျမတို့ဘယ်ကလာခဲ့ကြတလဲကဘာမှာကျမတို့အခန်းကဏ္ဍကဘာလဲကျမတို့တည်ဆုံပြီးရဲ့နောက်မှာဘာတွေဖြစ်ခဲ့ကြတလဲ တကယ်တော့ဘာသာတရားဆိုတာအဆုံးမရှိတဲ့လူဝတ်စံကျဲမှုအမျိုးမျိုးကိုတုံ့ပြန်ရင်းအချိန်ကာလတစ်ခုမှာတိုးတက်ပြောင်းလဲလာခဲ့တဲ့ယုံကြည်မှုအယူဝါဒတွေပဲဖြစ်ပါတယ်။ကျမတို့ကိုယ်တိုင်ထပ်ပို့ပြီးတော့ကြီးမြတ်တဲ့အရာကျမတို့နာခံရမယ်။ကြီးမားတဲ့ဩစာတစ်ခုရှိတယ်ဆိုတဲ့ဗီဇအတိတစ်ခုအပေါ်အခြေခံပြီးတော့အချုပ်မိကွန်းတွေကယုံကြည်မှုနဲ့သာအပြေရှားနိုင်တယ်လို့အယူအဆနဲ့လှုံ့ဆော်ခဲ့ကြပါတယ်။ဒါမှမဟုတ်ကျမတို့အားလုံးကမွေးဖွားရှင်တန်လာပြီးနောက်တည်ဆုံးသွားတဲ့အခါပြန်သွားရမယ့်စင်မြစ်တစ်ခုလိုမျိုးလဲဆွနိုင်ပါတယ်။ ဟိန္ဒူဘာသာကတော့အိန္ဒိယရဲ့ဘာသာအယူဝါဒလို့ဆိုနိုင်ပါတယ်။ဒီအယူဝါဒဟာတိကျအယူဝါဒတစ်ခုမဟုတ်ဘဲယုံကြည်မှုနဲ့ဘာသာရေးအလေးထားတို့ရဲ့ပေါင်းစည်းမှုဆိုရင်ပိုပြီးမှတ်မှားလိမ့်မယ်။ဟိန္ဒူဘာသာကတော့လွန်ခဲ့တဲ့ထောင်စုနှစ်၅ခုခရစ်ယာန်နာလက်ထက်ကနေစတင်ခဲ့တာပါ။သူဟာအလွန်စင်ကြဲတဲ့အကျင့်တီလာနဲ့ပြည့်စုံတာကြောင့်နတ်ဖယားဘိတ်တနိုးရဲ့လူဝင်စားနှစ်တပါးအဖြစ်ရှင်ကြည်ခဲ့ကြပါရယ်။ပြီးတော့သူကတရှိအလုံးဟာအကျိုးအကြောင်းနိယာမအရာကန်နောက်ကိုလိုက်ကြရလို့တင်ကြားပြသခဲ့ပါရယ်။ ကျမတို့လူသားတွေလှူဆောင်ရမှာကကျမတို့ရဲ့ဝတ္တရားတွေဒါမှမဟုတ်တရားထေတနာတွေကိုလိုက်နာဆောင်ရွက်ဖို့ဖြစ်ပြီးတော့လူအဖွဲ့စည်းတွေကကြားရနေရလိုက်ဘာတွေဘလို့ဖြစ်လာမလဲဆိုတာကိုစိုးရင်ကြောင်းကြစရာမလိုဘူးလို့ဆိုပါရစေ။ ကျမတို့တည်ဆုံတဲ့အခါမှာကျမတို့ကခန္ဓာကိုယ်တစ်တစ်ခုတည်းကိုပြန်ပြီးတော့ဝင်စားကြပါရယ်။နောက်ပြီးတော့အတိတ်ဘဝမှာတရားဓမ္မကိုလိုက်နာခဲ့ပြီးကုတာဝင်ကိုခြေပွန်ခဲ့မဲ့ဆဲတော့ကျမတို့ကံကောင်းမှဖြစ်ပြီးဒီအကြောင်းတရားကကျမတို့ရဲ့ဘဝတွေကိုလူအဖွဲ့အစည်းရဲ့အထက်တန်းအလှအစီကိုပို့ဆောင်ပေးတယ်လို့လည်းရှုံချထားကြပါရယ်။ဒါကြောင့်ကျမတို့ရဲ့နောက်ဘဝကိုပြန်လဲမွေးဖွားခြင်းကိုယခုဘဝကကျမတို့လုံဆောင်ခဲ့တာတွေဆုံးဖြတ်ပေးပါရစေ။ အဖန်တလဲလဲပြန်လဲမွေးဖွားခြင်းဇဝန်းကိုတော့တန်တရာလို့ခေါ်ပါရယ်တန်တရာကိုလွန်မြောက်ဖို့အတွက်ဆိုရင်တော့ကံအကျိုးပေးကောင်းတဲ့မြင့်မြတ်တဲ့ဘဝတစ်ခုကိုကြိုးစားပြီးနေထိုင်ဖို့လိုအပ်ပြီးတော့တန်တရာမှလွန်မြောက်မှုကိုတော့ဉာဏ်အလင်းရခြင်းလို့ဆိုပါရယ်ဟိန္ဒူဝါဒကတော့အရာအလုံးဟာတသားရဲဖြစ်တယ်လို့တင်ပြထားပြီးတော့စကြဝဠာတစ်ခုလုံးကိုမြမလို့ခေါ်တဲ့ထူကဲမြင့်မြတ်ခြင်းတကယ်ဖြစ်တယ်မို့တရလို့လက်ခံထားပါရယ် လောကမှာဗမာကြီးတဦးသာရှိရလို့ဆိုပေမဲ့နှက်ဖျားတွေကအများကြီးရှိနေပါသေးတယ်။ပြီးတော့သူတို့ရဲ့အခန်းကဏ္ဍအသွင်အပြင်နဲ့ပုံမှန်သဏ္ဍာန်တွေအားဆိုရင်အမျိုးမျိုးသောဓလေ၊ထုံလန်းစင်နာတွေအရကွဲပြားကြပါရယ်။မြမဟာဆွဲနော်ဖန်ဆင်းရှင်တဦးဖြစ်ပြီးတော့ဖိတ်တနိုးကတော့တခါတည်းမှာလူသားအသွင်ဆောင်တတ်တဲ့ကာကွယ်ဆောင်ရှောက်ပေးရသူဖြစ်ပါရယ်။နဖယားရှိပါဟာဆွဲတော့ပုံတရအမျိုးမျိုးပြောင်းလဲတတ်သူဖြစ်ပြီးတော့နဖယားမှာဒူကာကတော့ပြင်းပြင်းထန်ထန်ကာကွယ်ဆောင်ရှောက်ပေးရသူဖြစ်ပါတယ်။စေဦးကောင်းပုံစံရှိတဲ့ ကီနာရှာဟာအောင်မြင်ဖြစ်ထွန်းမှုကိုအားပေးတဲ့ပညာရှိနှစ်ဖျားတစ်ပါးအဖြစ်နဲ့ရှင်ကြည်ကြပါရယ်။ဟိန္ဒူဘာသာဆွေနော်ကဘာမှာတတိယအကြီးဆုံးရှင်ကြည်ကိုးကွယ်မှုဘာသာတရားတစ်ခုလည်းဖြစ်ပြီးတော့ဟိန္ဒူအများစုကတော့အိန္ဒိယနိုင်ငံမှာဖြစ်တဲ့လို့ကဘာတက်ကြီးတွေအားလုံးကလည်းတွင်မြင်နိုင်ပါရယ်ရှာ။နောက်ထပ်ကျမတို့လွန်ခဲ့တဲ့နှစ်ပေါင်း၄000လောက်ခန့်ကရင်ကျေးမှုထုံငါခဲ့တဲ့ အရှိလေပိုင်းစီကိုခရီးထွက်ရအောင် ဂျူပါတာကဘုရားသခင်ကအာဗျာဟန်နဲ့ဆာရာကိုမက်ဆိုပိုတေးနီးယားကထွက်ခွာစေဖို့ခါနန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်စေဖို့စိတ်ခမ်းရာကနေစတင်ခဲ့ပါတယ်။နတ်ဘုရားများစွာကိုကိုးကွယ်ကြတဲ့အဲ့ဒီခေတ်မှာလုံ့ဝပြောင်းလဲမှုအတွေ့အခေါ်တရဖြစ်တဲ့စစ်မှန်တဲ့တဆူရဲသောဘုရားသခင်ကိုယုံကြည်မှုက တစ်လွင်နဲ့တန်းပြင်းနဲ့မျိုးဆက်သက်များစွာကိုရရှိနိုင်မယ်လို့စန်းစာတွေကဆိုပါတယ်။အဆိုပါဂရီကဝိကကနေပြီးတော့အစ္စရေးတန်းပြင်းနဲ့ဖျားသခင်ရွှေ့ချခဲ့တယ်။လူမျိုးစုတရက်ပေါပေါလာလို့ဂျူးဘာသာဝင်တွေကရှုံးကြည့်လက်ခံထားကြပါရဲ့ရှင့်။ဒါပေမဲ့တန်းပြီမှာနေထိုင်ဖို့နဲ့အဲ့ဒီလူမျိုးစုတွေကိုအတူတကွစူးစီးထားဖို့ဆိုတာကတော့အလွန်ခက်ခဲစေနိုင်မယ်လို့ဆိုပြပါတယ်။ဒါကြောင့်အစ္စရေးလူမျိုးတွေကအစ်ချစ်ပြည့်ရဲ့ကျွံပြူခြင်းကိုခံရပြီးဖျားသခင်ကသူတို့ရဲ့တမန်တော်မော်ရှေရဲ့အကူအညီနဲ့လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ တမန်တော်အားဆိုရင်ပြည်ညတ်တော်၁၀ပါးကိုရရှိခဲ့တယ်လို့နောက်ပိုင်းမှာလည်းရှာနေချီပြီးတော့ရရှိခဲ့ပြန်ပါတယ်။အစ္စရေးလူမျိုးတွေကဂတိကဝိနိုင်ငံတော်ကိုတင်ပိုက်စုမုံနိုင်ခဲ့ပေမဲ့ရာစုနဲ့အနေငယ်သာထိမ့်သိမ်းနိုင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးနိုင်ငံကဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့စစ်တပ်တွေခြေတက်ဖြတ်တမ်းရလမ်းဆောင်လမ်းကွာမှာတည်ရှိပြီးတော့ရောမလူမျိုးတွေကသူတို့ရဲ့မြို့တော်ဂျေရုဆလင်ကဘုရားကျောင်းတွေကိုတိုက်ခတ်ဖျက်ဆီးလိုက်ပါတယ်။ ။ဒါကြောင့်ပဲရစ်ပူစော်မှုဖုံးတော်ကြီးတွေပါဝင်တဲ့ကုပြားကိုကွယ်မှုကနေတမကျန်းစာယုံကြည်ကိုကွယ်မှုအဖြစ်နဲ့ပြောင်းလဲသွားခဲ့ပါရယ်။ဒီအတွက်ကြောင့်ဂျူးဘာသာဆွေတော့၎င်းရဲ့ကျန်းစာနဲ့ဆက်နွယ်နေတဲ့အမတ်အသားကြီးညိုမှုနဲ့တပ်ဝဲမှုတစ်ခုဆွေတော့ပုံမှန်ပါလိမ့်မယ်။အထွတ်အမြတ်ထားတဲ့တမချန်းစာတွေကတော့ဟိပြဲချန်းဖြစ်ပြီးတော့ဆွေးနွေးရှင်းတာမှုတွေနဲ့ရှင်းလင်းချက်ရပေါင်းများစွာကတော့တံမူလို့ခေါ်တဲ့ထုံချန်းဥပဒေမှာပါဝင်ပါတယ်။ဂျူရီဟာနေစဉ်ဘဝမှာသင်္ကေတအနက်တိတ်ပဲပြည့်စုံမှုကိုရှာဖွေကြပါတယ်။ ဥပမာဆိုရင်တော့ဘာသာရေးပွဲတော်ကစားတောက်ဖွဲ့ရအမှတ်သားတိုင်းဟာကျော်ဖြစ်ကလွန်မြောက်မှုရဲ့တင်ကြတာကိုဖော်ညွှန်းတာမျိုးပေါ့။နောက်ပြီးတော့လူငယ်တွေအရွယ်ရောက်တဲ့အခါမှာအရွယ်ရောက်ချင်းရဲ့အရေးပါမှုကိုအလေးထားဖို့အရွယ်ရောက်ချင်းအထိတ်မှတ်ပွဲတော်တွေကိုကျင်းပပေးကြပါရစေ။အဲ့ပွဲတော်တွေမှာသူတို့ဟာသူတို့ရဲ့လုပ်ရဲ့အတွက်တာဝန်ခံမှုခံရပြီးတော့ဂျူးလူမျိုးတွေရဲ့ရှုံချိမှုတမိုင်းစာပေတွေကိုပေါင်းစည်းမှုလို့လည်းအထိပ်ပယ်ဖွင့်ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာမှာကျူးလူမျိုးပေါင်း14တန်းရှိပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းကထိတ်လန့်ပွဲရာလူမျိုးတုံးတက်ဖြတ်ခံရမှုကိုကြုံခဲ့ရပြီးနောက်ပိုင်းမှသာလွတ်လပ်ရေးရရှိခဲ့ကြတာပါအခုကျမတို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအိန္ဒိယစီကုပ်ပြန်သွားကြအောင်ပါအဲ့ဒီမှာဗုဒ္ဓဘာသာဟာတိတ္တထမင်းသားလို့ခေါ်တဲ့မင်းသားတစ်ပါးကနေစတင်ခဲ့တာပါ သူတရေတီးတဲ့ညမှာသူ့ရဲ့မဲတော်မိဖုရားမာယာအိတ်ဆက်နေတော့ဆင်ဖြူတကောင်ရောက်ရှိလာပြီးတော့သူမရဲ့နဘေးကိုဝင်ရောက်လာခဲ့လို့ဆိုပါရယ်တရေကြည့်ပြီးတော့ဆေလာကြမှာမင်းသားတိတ်တတဟာစီးစိမ်ချမ်းသာနဲ့ပြည့်စုံတဲ့ဘဝတစ်ခုမှဖွားမြင်ခဲ့ပါရယ် သူဟာရှင်အုပ်မကွာဆောင်းရှောက်မှုအောက်ကနေလူငယ်တယောက်အနေနဲ့စွန်စားထွက်လာခဲ့တဲ့လူသားတွေရဲ့ဖုံးကွက်ထားတဲ့ဆင်းရဲဒုက္ခကိုသိမြင်လိုက်ရပါတယ်။ဒါကြောင့်မဲ့ဆင်းရဲခြင်းရဲ့ဆင်းမြစ်ကိုစူးစမ်းလေ့လာဖို့အတွက်ခရီးစတင်ခဲ့ပါတယ်။လူတွေရောဘာကြောင့်များဆင်းရဲဒုက္ခတွေကိုခံစားကြရလဲ။ကျမတို့ဟာဘဝပေါင်းရှာကြည့်ပြီးတော့အဖန်တလဲလဲကျင်လည်နေရမှာလား။ပထမကတော့ဒီပြဿနာတွေကရုပ်ဝိတ္ထုပစ္စည်းတွေမှာတွေ့တာမှုလို့သူထင်ခဲ့တဲ့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဆွလွတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့သူကအလူခံအသက်ဆက်သူတဦးအဖြစ်နဲ့ရက်တည်ပြီးတော့ဒါကသူကအမှန်တကယ်စိတ်ချမ်းမြေ့မှုမရစေဘူးဆိုတာကိုသိမြင်ခဲ့ပါတယ်အဲ့ချိန်မှာပဲဂီတဆရာတဦးကသူ့ရဲ့တပည့်ကိုကျိုးကိုအရန်တင်လိုက်ရင်ကျိုးကပြတ်သွားလိမ့်မယ်ဒါပေမဲ့အရန်လည်းမလျော့သွားစေနဲ့အတန်ထွက်ကောင်းမှမဟုတ်ဘူးလို့သွန်သင်နေရကိုကြားပြီးရနောက်မှာတော့အစွန်ရောက်မှုတွေဟာ အဖြစ်ရှာခြင်းကမှားယွင်းနေရစရာကိုသူသဘောပေါက်သွားပါတယ်။စီးစိမ်ချမ်းသာတဲ့ဆင်းရဲမှုကြောင့်အလဲလက်လန်းစင်ကအမျှော်မြင်ရှိဆုံးလို့မှတ်ယူပြီးတော့ဘောဒီပင်အောက်မှာတရားအထုတ်ဆင်ခြင်းရင်းနဲ့ပဲဆင်းရဲခြင်းဒုက္ခအဖြစ်တွေကိုသိမြင်လာပါတယ်။တက်ရှိတွေအလုံးကဆင်းရဲဒုက္ခတွေနဲ့ပြည့်နှက်နေပြီးတော့တကူကောင်းဆန်တဲ့တမန်မှုတနာကြောင့်ဖြစ်ရတာကော မဂ်ဂင်ရှစ်ပါအကျင့်တရားတွေကိုချင့်ချင်ချင်းကအဆိုပါတမတ်မှုတနာတွေကိုရှော့ချဖို့အတွက်အကောင်းဆုံးသင်ပြပေးပြီးတော့ဒါကပဲဆင်းရဲခြင်းဒုက္ခကိုရှော့ချပေးရလို့ဆိုပါရယ်အခုလိုပဲတိမြင်ဆင်ခြင်ထားလိုက်တဲ့နေ့မှာပဲတိတ္တဒအမင်းသားအစွဲတော့တပ္ပညုတညံရှင်ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကိုရောက်ရှိကြရယ် ဗုဒ္ဓဘာသာကျင့်စဉ်ကိုမက်ခင်ရှိပါအချင်းတရားလို့ခေါ်ပြီးတော့ဒါကလိုက်နာကြံကြံဖို့မလွယ်ကူပဲမဲ့ညံအလင်းပွင့်စေမဲ့နိလန်းနေကိုပြဆိုပေးပါရယ်။ဒါဟာဗုဒ္ဓဖျားပွင့်ခြင်းရဲ့အချင်းချုပ်ဆွနိုင်တယ်လို့မြစ်တာဂယုနာထိုးရင်းတည်မြဲနိုင်စွာငြိမ်အေးမှုနဲ့တည်ကြည်ခိုင်မာမှုတို့ရဲ့တရားလို့လည်းခေါ်ဆွနိုင်ပါရယ်။ ။သူအဆွေနော်ဖျားဖြစ်ရောက်ရှိပြီးတော့ဗောဓိပင်အောက်ကနေထွက်လာတဲ့ချိန်ကစပြီးအိုမင်းရှင်ရောပြန်လည်တော်မူတဲ့အထိဗုဒ္ဓဟာလူတွေကိုညံအလင်းရောင်ရှောက်အောင်ဘလို့ကျင့်ကြံအားထုတ်ရမလဲဆိုတာကိုသွန်သင်ပေးခဲ့ပါရယ်။ဗုဒ္ဓဘာသာဝင်အများစုဟာဖျားရှင်ဓမ္မမဟုတ်နတ်ဖျားတွေကိုယုံကြည်သက်ဝင်ကြပါရယ်။ဒါပေမဲ့ဗုဒ္ဓဘာသာအရှိဝါဒတွေကတော့ယုံကြည်မှုထက်ကျင့်ကြံအားထုတ်မှုကပိုပြီးတော့အရှိကြီးတယ်လို့ပြဆိုထားပါရယ်။ယနေ့ကဘာပေါ်မှာဗုဒ္ဓဘာသာဝင်အများစုကတော့အရှိတောင်အရှာနဲ့တောင်အရှာနိုင်ငံတွေမှာတွင်မြင်နိုင်ပါရယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကဂျူးလူမျိုးတို့ရဲ့ဂတိတော်နိုင်ငံမှာခရစ်ယာန်ဘာသာပေါ်ပေါက်လာခဲ့ပါတယ်။ဟိန်းနူဘာသာက ခရစ်ယာန်နာကိုလူအသွင်ဖျားသခင်လို့ခေါ်ကြပါတယ်။ခရစ်ယာန်ကလည်းယေရှုနဲ့ပတ်သက်ပြီးတော့အလားတူပဲခေါ်ဆိုပါတယ်။ခရစ်ယာန်ဘာသာကဂျူးဘာသာကနေပေါ်ထွန်းလာတာကဟိန်းနူဘာသာကနေဗုဒ္ဓဘာသာပေါ်ထွန်းတယ်လို့ပါပဲဖြစ်ပါတယ်။အဖဖျားသခင်ကဂျီဘရာနသမီးကိုမယ်ရီလို့ခေါ်တဲ့အမျိုးသမီးငယ်စီကိုဆက်လွှတ်ပြီးတော့သူ့ရဲ့သားရဲ့မယ်တော်ဖြစ်လာခြင်းဖို့ကိုတောင်းဆိုခိုင်းခဲ့ပါတယ်။ အဲ့ဒီသားတော်ကတော့ရှေရှုဖြစ်ပြီးတော့မယ်ရီနဲ့သူ့ရဲ့ခင်မယောဆက်တို့ကကျွေးမွေးဆောက်ရှောက်ခဲ့တာပဲဖြစ်ပါတယ်။သူကအသက်30အရွယ်အထိတိုင်းတက်ရှိသမကျန်းစာအဖြစ်ပရိုက်တာလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ပါတယ်။သူကဘာသာရေး၊ကိုင်ဆိုင်မှုတက်တရားမျှတမှုနဲ့တနာကျင်နာမှုကိုပိုစိတ်ဝင်စားပြီးတော့နာမကျန်းဖြစ်သူတွေကိုကူတာပေးခဲ့ပါတယ်။အဲ့နောက်မှာတော့သူကကောင်းငင်ဘုံကကျင်နာတက်ခွင့်လွှတ်တက်ပြီးတော့ဂယုဆိုင်တက်တဲ့အဖဖျားသခင်အကြောင်းတွေကိုဟောပြောခဲ့ပါတယ်။ ။နောက်ပြီးတော့သူဟာသူ့ရဲ့ဖျားသခင်နိုင်ငံတော်ကိုတာရကပြဖို့အတွက်လူအယောက်တိုင်းစီကိုအများနဲ့စိုင်းတဲ့ဇပွဲတစ်ခုစီကိုဖိတ်ခေါ်ခဲ့ပါတယ်။ဆိုလိုတာကတော့အပေကံတွေအပြစ်ရှိတဲ့သူတွေသူတော်စင်တွေအားလုံးကဖျားသခင်နိုင်ငံတော်မှာခွဲခြားမှုမရှိဘဲအဖဖျားသခင်ရဲ့ကြီးမားတဲ့ကယူနာတော်အောက်မှာရှင်သန်နိုင်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့တမယိုးကြမဟုတ်တဲ့ရှင်မြင်တွေးခေါ်မှုတွေကအချိန်၃နှစ်သာရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့သူဟာရောမစစ်သားတွေရဲ့ဖန်ဆီမှုကိုခံရပြီးကွမျက်ချင်းကိုခံခဲ့ရလို့ပဲဖြစ်ပါတယ်။လူတို့အောင်ကြအောင်လှုပ်ဆောင်တရားဟောတဲ့သူတွေကိုကွမျက်လေးရှိတဲ့နေရာတိုင်းကိုကားဆင်တင်ပြီးတော့အသက်ခံခဲ့ရပါတယ်။ဒါပေမဲ့သူကမြေမြုပ်တချို့ပြီးတဲ့နောက်မကြမီမှာပဲသူ့ရဲ့ကုသင်းချိုင်းဟာ ဟင်းလေးပေါက်ပွင့်နေရမျိုးကိုအမျိုးသမီးတွေကတွေ့မြင်ခဲ့ရပြီးတော့သူဟာတည်ခြင်းတရားအနေပြန်လဲရှင်သန်ထမြောက်ခဲ့ပြီလို့အခိုင်အမာရှင်းကြည့်ခဲ့ကြပါတယ်။ပထမဦးဆုံးခရီးယံဘာသာဝင်တွေကသူ့ရဲ့ရှင်သန်ထမြောက်ပုံကိုဖော်ပြခဲ့ကြပြီးတော့သူ့ရဲ့မာကြားချက်တွေမှန်ကန်ခဲ့တယ်ဆိုတဲ့ရှင်ကြည့်မှုတွေကိုလှုံ့ဆော်ခဲ့ကြပါတယ်။ခရစ်ယာန်ဘာသာဝင်တွေဟာယေရှုရဲ့မွေးဖွားခြင်းကိုဒီဇင်မာလာခရစ်မတ်ပွဲတော်မှာကျင်းပခဲ့ကြပြီးတော့သူ့ရဲ့ဝေဒနာခံစားမှုတည်ဆုံးခြင်းနဲ့ပြန်လည်ရှင်သန်ထမြောက်ခြင်းတွေကိုတော့ຫນွေဥကာလမှာ Easter ပွဲတော်နေ့မတန်ခင်ရသက်တပတ်အတွင်းမှာကျင်းပကြပါရယ်။နေချင်းခံယူတဲ့အခမ်းအနားတွေမှာလည်းအပြစ်တွေကိုစေချခြင်းနဲ့ခရစ်ယာန်အတန်းဝိုင်းအတွင်းကိုကြိုဆိုခြင်းတို့ဟာယေရှုကသူ့ရဲ့လက်သမားဘဝကိုဆွံ့လွတ်ခဲ့တဲ့အခါမှာသူကိုယ်တိုင်နေချင်းခံယူခဲ့ခြင်းကိုအမှတ်ရစေပါတယ်။ခရစ်တော်ရဲ့နောက်ဆုံးညစာအထိမ်းမှတ်ဘာသာရေးပွဲမှာခရစ်ယာန်တွေဟာပအောင်မုန်နဲ့ဝိုင်းကိုယေရှုရဲ့အသွေးသားကဲ့သို့အမွန်မြတ်ထားသုံးဆောင်ကြရင်းနဲ့ ယေရှုရဲ့နောက်ဆုံးညစာကိုအမှတ်ရကြပါတယ်။ကမ္ဘာနဲ့မှာ ခရစ်ယာန်ဘာသာကကမ္ဘာလူရဲ့သုံးပုံတစ်ပုံနှိပါရှိတယ်လို့ဆိုပါတယ်။ အစ္စလမ်ဘာသာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1400လောက်ကအာရိပြဒေကန္နာယတောင်ပေါ်ဂုတခုအတွင်းမှာတရားအထုံနေစဉ်အလွန်ဆင်ကျက်ပြီးအကျင့်သီလပြည့်စုံသူတို့ကနေစတင်ခဲ့ရလို့ဆိုပါရယ်အဆိုပါလူကတော့မူဟာမက်ဖြစ်ပြီးတော့သူစီကိုကောင်းကင်တမန်တို့ရောက်ရှိလာရလို့ဆိုပါရယ်နောက်ပြီးတော့တဆူရဲသောဖျားသခင်အလာရဲ့အစုံမိန်တွေကိုလည်းသူကိုဟောပြောခဲ့ပါရယ် နောက်နေ့နေငယ်အတွဲမှာသူစီကိုနောက်ထပ်အဆိုမိတ်နဲ့ရောက်ရှိလာပြီးတော့ဒါရီကိုမှတ်သားအာဂုံဆောင်ရင်နဲ့ပြန်လည်တင်ကြားပေးခဲ့တာဖြစ်ပါတယ်။သူရွဆိုတဲ့ဂါရာလင်္ကာရီဟာလည်းအမျော်မြင်ရှိတဲ့ဇေယျစကားတွေလှပတဲ့ကာယံနေနဲ့လျှဝတ်ဆန်းကျတဲ့ဥပစာတွေနဲ့ပြည့်နှံ့နေပါတယ်။ဒါဟာမူဟာမက်ကကုံတဲ့တူဖြစ်ပြီးတော့ကြပြစားဆူတူမဟုတ်ခဲ့ပါဘူးလူအများပြားကဂျီဂါရာလင်္ကာရီကိုတကယ့်ဖျားသခင်ရဲ့အစုံမိတ်နေပဲလို့လက်ခံခဲ့ကြပြီးတော့အဲဒီရှင်ကြီးမှုတွေကနေပထမဆုံးမွတ်စလင်တွေဖြစ်လာခဲ့ကြပါဗျာ ်မွတ်စလင်ဆိုတဲ့ဇာကကအနန္တသူတအုပ်လို့အထိပ္ပယ်ရပြီးတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းနာခံမဲ့သူတအုပ်လို့ဆိုပါရယ်မွတ်စလင်တအုပ်ရဲ့အရေးကြီးဆုံးကျင့်ဝတ်၅ရက်ကိုမန်နိုင်ကြီး၅ခုလို့ဆိုပါရယ်ပထမချက်ကတော့မွတ်စလင်တွေကအလာကလွဲပြီးတော့အခြားသောဖျားမရှိပဲမူဟာမက်ကသူ့ရဲ့နောက်ဆုံးတမန်တော်လို့လူသိရှင်ကြားကြညာပါလို့ဆိုပါတယ်ဒုတိယချက်ကတော့သူတို့ရဲ့မက္ကာမြို့ကိုမျက်နှာမူပြီးတနေ့ငါးကြိမ်ဖျားရှိခိုးဖို့ပါတတိယချက်ကတော့မွတ်စလင်တိုင်းက မရှိစင်းရဲသားတွေကိုသူတို့ရဲ့အတတင်ကျေဝမှုရဲ့နှစ်ရာဂိုင်းလုံးကိုပေးကမ်းဖို့လိုအပ်တယ်လို့ဆိုပါရယ်စတုထချက်ကတော့သူတို့ရဲ့စတတာဒီပရိစိတ်ဆွမ်းအားနဲ့ဖရာသခင်အပေါ်ယုံကြည်ကိုးစားမှုနဲ့အာကောင်းလာစေဖို့အတွက်ကိုဥပုံနေတွေမှာနေ့ချိန်မှာအစာမစားဘဲနဲ့ဥပုံဆောင်ကြမယ်လို့ဆိုပါရယ်နောက်ဆုံးပြစ်စမချက်ကတော့ဂျမ်းမာတန်ဆွမ်းတဲ့မွတ်စလင်နိုင်ငံက တစ်ချိန်တခါတော့မြင့်မြတ်တဲ့မြို့တော်မကာကိုဖျားဖို့ခီးထွက်ရမယ်လို့ပြညတ်တော်ငါးပါးထဲမှာထည့်သွင်းထားပါဗျ။ဘာကြောင့်လဲဆိုတော့သူတို့ဟာဖျားရဲ့ရှေးမောက်မှာရှက်ပြီးတော့သူတို့နဲ့အတူကောင်းငင်ပုံမှာဆန်စားထိုက်လာမထိုက်ဘူးလားဆိုတာကိုစဉ်ချက်ချတဲ့အချိန်အတွက်ကြိုတင်ပြင်ဆင်ရတယ်လို့ဆိုတာပါ။တမန်တော်ကနေတဆက်ပေးပို့လာတဲ့ဖျားရဲ့အဆုံမိန်တွေကို ကိုရန်ကျမ်းမှာစုစည်းထားတာဖြစ်ပြီးတော့ဒါဟာတကယ်တော့အာဂုံဆောင်ခြင်းအဖြစ်ပြန်ဆိုထားတာတွေပဲဖြစ်ပါတယ်။ဒါကိုမွတ်စလင်တွေကမူရင်းပြည့်ရွံ့တော့အောင်ပြင်ဆင်ခြင်းကင်းတဲ့တခုတည်းသောမြင့်မြတ်တဲ့တမန်ကျမ်းစာအုပ်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ပြီးတော့ဒါကအာရဗ်ဘာသာစကားမှာလက်ရအမြောက်ဆုံးစာပေအရှိသားဖြစ်တယ်လို့လည်းအများစုကယူဆထားပါတယ်။အစ္စလမ်ဘာသာကကမ္ဘာတဝန်းမှာဒုတိယအကြီးဆုံးဘာသာတရားတစ်ခုအဖြစ်နဲ့ရှိတည်နေပါတယ်။ဘာသာတိုင်းက၎င်းတို့ရှင်သန်ခဲ့သမျှကာလပတ်လုံးရွှင်ချင်းမှုမျက်နှာစာတရားဖြစ်နေတရှိခဲ့သလိုမရှိမတွက်နိုင်တဲ့ကျင့်ကြံ န်အားထုတ်မှုအမျိုးမျိုးလည်းရှိပါတယ်။ဒါပေမဲ့ဘာသာတရားအားလုံးကအခြေခံတူညီမှုကတော့အနှစ်သာရကင်းမဲ့ခြင်းနဲ့အရေးမကြီးတဲ့ဖြစ်တည်မှုတွေရဲ့အလွန်ကအနက်ထိပ်ပဲကိုစိတ်ဝင်စားမှုလို့ဆိုနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလောအာကာသသိပ္ပံနဲ့ဘဟုတုတရရာဗီဒီယိုလေးတွေကိုကျမတို့ channel ကနေအပတ်စဉ်ကြိုးစားပြီးတင်ဆက်ပေးသွားမှာမို့လို့ subscribe button လေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။